ထိုင်းနိုင်ငံမှာတရားမဝင်မြန်မာနိုင်ငံသား၁၉ဦးကိုတင်ဆောင်လာတဲ့ကားကိုရဲတပ်ဖွဲ့ဝင်တွေလိုက်လံဖမ်းဆီးစဉ်မြင့်အတွေမောင်းချပြီးရင်မောင်းထွက်ပြေးခဲ့တယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြချက်အရသိရပါဗျ။ထိုင်းနိုင်ငံကန်ချနာပူရီမြို့မှာဧပြီ25ရက်နေ့ကမြန်မာနိုင်ငံသား၁၉ဦးကိုတရားမဝင်တင်ဆောင်လာတဲ့ပစ်ကတ်ကားကိုရဲတပ်ဖွဲ့ကတားဆီးစစ်ဆေးခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့မောင်းနှင်ထွက်ပြေးတဲ့အတွက်လိုင်းလံဖမ်းဆီးခဲ့ရာကားမောင်းသူဟာခွာရိုင်းမြစ်အတွင်ကိုမောင်းချခဲ့တယ်လို့သိရပါဗျ မြန်မာနိုင်ငံသား19ဦးမှအမျိုးသားအမျိုးသမီးနဲ့ကလေးတွေပါပါဝင်နေပြီးမလေးရှားနိုင်ငံကိုဆက်လက်သွားရောက်ဖို့ဖြစ်တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။နေဆန်းနေပါရအမျိုးသားအနှစ်ယောင်ကားဟာကန်ချနာပူရီမြို့လယန်းလန်းလေးကမီးပွိုင်အင်းဒီမှာရဲတပ်ဖွဲ့ရဲ့စစ်ဆေးမှုကိုရပ်မပေးဘဲမောင်းပြေးခဲ့ရာတခြားရင်တစည်းနဲ့တိုက်မိတယ်လို့ မြကန်းဘေးမှာကားစီးနေသူဒေသခံတအုပ်ရဲ့ကားကိုပါတိုက်မြင်ပြီးမြစ်ထဲကိုရောက်ရှိသွားတယ်လို့သိရပါတယ်။ကားမောင်းသူဟာကားပေါ်ကနေခုန်ဆင်းပြီးခွာရိုင်းမြစ်ကိုဖျက်ကိုးပြီးထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။မြန်မာနိုင်ငံသား၁၉ဦးကိုရဲတပ်ဖွဲ့ကကယ်တင်ပြီးစစ်ဆေးမိမြန်ရရန်ကုန်ကလာကြသူတွေဖြစ်ပြီးလူကုန်ကူးသူတွေကိုတအုပ်ကိုထိုင်းဘတ်၈၀၀၀ကျွဲပေးခဲ့ရကြောင်းထွက်ဆိုခဲ့ပါတယ်။မြန်မာနိုင်ငံသားတွေကအရွေရောက်ပြီးသူတွေကိုထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်မှုနဲ့အမှုဖွင့်ထားပြီး မြစ်ကိုဖျက်ကိုးပြီးထွက်ပြေးသွားသူရင်မောင်းကိုဖမ်းဆီးဖို့ရဲတပ်ဖွဲ့ကလိုက်လံရှာဖွေနေတယ်လို့သိရပါဗျ။